ကတော့ပျော်တာပေါ့နော်သူတို့ယောက်သေးတယ်မဟုတ်ဘူးဒါသူချပြလိုက်လို့ချစ်ပေးကြလို့လဲသူကကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါပြောလိုက်ကျေးဇူးတင်ပါ အရင်သုံးလို့အရင်ရင်ခက်တရားဆိုလို့ရှိရင်ဒီဟာကိုလက်ခံနိုင်ဖို့ကဟိုခက်ရင်နေပေါ့အဲသုံးလို့အချိန်မှလည်းပို့ပြီးတော့လက်ခံပေးနိုင်လို့ဒါဟိုသုံးလို့နှစ်ယောက်ကိုလည်းချစ်ပေးကြတဲ့လူတွေပေါ်လာတယ်ပေါ့အဲ့တော့သုံးလို့ရဲ့နောက်ထပ်နောက်ထပ်ဒီလို generation တွေရှိလာအောင်မယ်အဲတကယ်ပဲ lesbian တို့ပြီးရင်ဒါမှမဟုတ်လည်း LGBT အတိုင်းဝိုင်းပေါ့နော်အဲ့လိုမျိုးရှိလာအောင်မယ်ဆိုလို့ရှိရင်ဒါသုံးလို့ကြောင့်လည်းတို့နောက်ပိုင်းပို့ပြီးတော့အဆင်ပြေပါစေလို့ပြောလိမ့်မယ် ူလားသဝင်းလုံးမတူဘူးသူကဘယ်သူလုံးမတူဘူးသူ over jealous လည်းမဖြစ်ဘူးဆိုလို့မျိုးပေါ့နော်သူ့ကိုယုံကြည်နေတယ်သဝင်းတို့ကြမလို့သူ့လိုဇာတ်မှလို့သဝင်းတို့ကိုရှင်းရတဲ့ပြဿနာတော့မရှိဘူးအတော့အနေမှန်လို့ပေါ့ ဖြတ်သန်းပြင်လဲဆိုတော့အခုကတော့တို့ရိုက်ပွေးရတော့မရှိဘူးပေါ့နော်မရှိဘူးဆိုတော့ဒါနားနေတဲ့ကာလပေါ့အဲ့တော့ဘလော့လေးနှစ်ယောက်ပြန်ရိုက်ဖို့တော့တစ်တော့မှလေးပြန်ရိုက်ဖို့တော့တို့လုံပန်းကြမယ်ပေါ့အဲ့လိုမျိုးလေးလေးထင်ရပါတယ်တုံးကတော့ပျော်တာပေါ့နော်တို့တစ်ယောက်တည်းတည်းမဟုတ်ဘူးဒါတုံးချပြလိုက်လို့ချစ်ပေးကြလို့လဲတုံးကကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါပြောလိုက်ကျေးဇူးတင်ပါ ့ရှစ်တာတော့ဟိုသူနဲ့တိတ်မရှစ်ပါဘူး။ဆိုပြင်းနဲ့ရှစ်တာများတယ်။ဆိုပြင်းနဲ့ရှစ်တာများတော့အဲထင်နေလွင်နေကြမှာဆိုလို့ပေါ့။တကယ်ချင်းလေးရည်စားမရမှာဆိုလို့ကိုယ်ရည်စားကိုထုတ်ပြ။อืมซวยไอ้มูก็ไม่ใช่อยู่ป่ะเนาะต้องก็တော့ ဟိုအရှိ့ကိုရှိတိုင်းပဲတော့ချပြတယ်တွင်းရဲ့စိတ်ထဲမှာဖြစ်နေရအရာအကုန်လုံးကိုဟိုတွင်းကဟိုလူပြောလိမ့်လဲမလိမ့်တတ်ဘူးတူတူလဲမတူဝတ်တတ်ဘူးပေါ့နော်အဲ့တော့စိတ်ပူမှုရှိလားဆိုတော့ဒါကိုယ့်ရဲ့ဖြစ်တည်မှုကိုလက်ခံထားတဲ့ဖြစ်တည်မှုတစ်ခုဖြစ်တဲ့အတွက်စိတ်ပူမှုတော့မရှိဘူးပေါ့ဒါချစ်တဲ့လူရှိလို့မုန်းတဲ့သူတွေလည်းရှိမှာပဲပေါ့နော်အရင်တွင်းတို့အရင်ရင်ခက်တရားဆိုလို့ရှိရင်ဒီဟာကိုလက်ခံနိုင်ဖို့ကဟိုခက်ရင်နဲ့ပေါ့တွင်းတို့အချိန်မှလည်းပို့ပြီးတော့လက်ခံပေးနိုင်လို့ဒါဟိုတွင်းတို့နှစ်ယောက်ကိုလည်းချစ်ပေးကြတဲ့လူတွေပေါ်လာတယ်ပေါ့အဲ့တော့ ုံးလို့ရဲ့နောက်ထပ်နောက်ထပ်ဒီလို generation တွေရှိလာအောင်မယ်တကယ်ပဲ lesbian တို့ပြီးရင်ဒါမှမဟုတ်လေ LGBT အတိုင်းဝိုင်းပေါ့နော်အဲ့လိုမျိုးရှိလာအောင်မယ်ဆိုလို့ရှိရင်ဒါသူတို့ကြောင့်လည်းသူတို့နောက်ပိုင်းပို့ပြီးတော့အဆင်ပြေပါစေလို့ကျွန်တော်မျှော်လင့်ပါတယ်ရောက်ကြောင်းမှတ်နေတော့မဆိုင်ပါဘူးရောက်ကြောင်းမှတ်နေတာအမှန်တကယ်တော့လူလူနဲ့ပဲဆိုင်နေပေါ့နော်ဒါကိုတစ်သလုံးတူတူတွဲရတော့မယ်တစ်လုံးတူနေရတော့မယ်ဆိုရင်လူတစ်ယောက်ကဟိုသုံးတော့တော့ရောက်ကြောင်းလေးဖြစ်စေမိန်းကလေးဖြစ်စေပေါ့နော်ဒါအကိုပေါ်မှာအကောင်းနိုင်ဆုံးကိုပေါ်မှာနားလည်နိုင်ဆုံးလူကိုပဲဒါကိုက ရွေးချယ်ရတာဆိုတော့အဲအားလုံးကတော့လူနဲ့ပဲဆိုင်တယ်ပေါ့ယောက်ျားလေးတိုင်းလည်းမကောင်းလို့ပြောချင်အောင်ယောက်ျားလေးတိုင်းကောင်းတယ်လို့လည်းပြောချင်မိန်းကလေးတိုင်းမကောင်းလို့ပြောချင်မိန်းကလေးတိုင်းကောင်းတယ်လို့လည်းပြောချင်ဒါပေမဲ့လူပေါ်မှာပဲမှုပြော ရတယ်တယောက်နဲ့တယောက်စိတ်ပူနားလဲတယ်လို့သူခံစားရတယ်ပေါ့နော်မိန်းကလေးချင်းချင်းကြတော့မိန်းကလေးတယောက်ရင်ထဲကခံစားချက်ကမိန်းကလေးချင်းချင်းပူတည်တယ်အဲ့လိုယောက်ျားလေးလည်းသူတို့ယောက်ျားလေးအဖွဲလိုက်ရှိနေရင်ပြောနိုင်စကားတွေကိုမိန်းကလေးတွေနားမလဲတယ်လို့မိန်းကလေးတွေအဖွဲလိုက်ရှိလို့ပြောတဲ့စကားတွေလည်းယောက်ျားလေးနားမလဲရတယ်ရှိတယ်အဲ့တော့ဒါမဲ့သူတို့နှစ်ယောက်ကကြတော့ဒါမိန်းကလေးချင်းချင်းဖြစ်နေတော့တယောက်နဲ့တယောက်ရင်ထဲကခံစားချက်ကိုပို့ပြီးတော့နားလဲတယ်လို့ပြောတယ်။သကားများတာတော့များတာပေါ့နော်လူပဲမှရဲ့။ကြက်ကြက်ပေါ့စိတ်အခက်မတင်ဖြစ်တဲ့အချိန်ကျရင်လည်းသကားများတာပေါ့။ နာပဲကြည့်လိုက်လေသုံးလဲ short ပေးလိုက်ရဟမ်ဟုတ်လားဟုတ်ပါဘူး girl i need a girl more head do it ตอนนั้นอย่างเงี้ยเรา ဟိုကျုံရတယ်ကျုံရတယ်လောကရန်နေရောပြီးတော့အဲနေမြင်ရောက်ပြောက်တွေလည်းများတယ်အဲ့တော့ကိုကြံရှိနေတဲ့ကိုရဲ့ဘဝလေးပေါ့နော်သူတို့ဆိုလဲသူတို့တပံဘလောက်ကြံမယ်ဆိုတာလည်းမပြောတတ်ဘူးအဲယောဂနဲ့ပဲကိစ္စဝါမလားဘလို့ဖြစ်ဝါမလဲဆိုတာမသိတဲ့အနေအထားဆိုတော့လူဘဝလေးရလာရင်တော့ဟိုစိတ်ချမ်းသာအောင်ပဲနေစင်တယ်ပေါ့မဟုတ် ူလားသဝင်းတော့မတူဘူးကွာဘယ်သူမှမတူဘူးသူ over jealous လည်းမဖြစ်ဘူးရုံမျိုးပေါ့နော်သူ့ကိုယုံကြည်တယ်အဲ့တော့သဝင်းတူကြမလို့သူ့ကိုဇာတ်မလို့သဝင်းတူလို့ရှင်းရတဲ့ပြဿနာတော့မရှိဘူးအတော့အနေမှန်လို့ပေါ့